ီးပြသစ်သောမတ်တူရဲ့လက်ထက်မှာဥရောပကြာကြီးပြန်လည်တောက်ပလာနိုင်မလားမင်္ဂလာပါပရိသတ်ကြီးတို့ရှင်အင်္ဂလန်သင်းရဘောလုံးအားကစားကိုတီထွင်ခဲ့တဲ့ဘောလုံးပိုးရည်ကြီးအဖြစ်ကမ္ဘာတလောနာမည်ကျော်ကြားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ကိစ္စဆက်မီဒီယာတွေရဲ့အာယုံဆိုင်အလေးပေးမှုကိုခံခဲ့ရတဲ့ကမ္ဘာနာမည်ကြီးအသင်းတစ်သင်းမှာအင်္ဂလန်သင်းကကမ္ဘာပရိသတ်အများဆုံးအသင်းတွေကတစ်သင်းဖြစ်ပြီးကမ္ဘာဘောလုံးသမိုင်းမှာနာမည်ကျော်ကြားခဲ့ပါတယ် အတင်းလိုက်စုပွဲမှုအကောင်ပင်တူးချင်းဆွမ်းဆောင်ရင်မြင်မာတဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတာကြောင့်ပြိုင်မဲ့အတင်းတွေအနေနဲ့အမြဲတည်ထားရတဲ့အတင်းတင်းမှာဒါပေမဲ့အင်္ဂလန်တင်းကချန်ပီယံစုဖလားတွေနဲ့ပတ်သက်ပြီးစိန်စာတင်းနေတယ်လို့ဖြစ်ခဲ့ရပြီးတော့အောင်မြင်မှုတွေနဲ့နှစ်ပေါင်းများစွာဝေးကွာနေကြတာပါဒါအင်္ဂလန်ပြည်သက်တွေအတွက်တော့စူးနှင်းကြေကွဲစရာဖြစ်ပြီးအင်္ဂလန်အသင်းရဲ့စုဖလားတွေနဲ့အတူအောင်ပွဲဆင်နိုင်မှုနှစ်ပေါင်းများစွာဆောင်ဆိုင်နေကြတာပါအင်္ဂလန်အသင်းက1966မှာ ကမ္ဘာဖလားကိုပထမဆုံးကြိမ်ရရှိခဲ့ပူတာဖြစ်ပြီးယနေ့ချိန်ထိအောင်အောင်မြင်မှုတွေနဲ့ဝေးကွာနေကြတာပါဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအာကစားမီဒီယာတွေနဲ့ကမ္ဘာဖော်လုံပရိသတ်တွေကလည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပူပါတယ်ခင်းဆက်ဆက်နာမည်ကြီးနှီးပြားတွေခန့်ခဲ့ပေမဲ့အင်္ဂလန်အသင်းကကမ္မကောင်းအကြောင်းမလှစွာပဲစူပလာတွေနဲ့ဝေးကွာခဲ့ရပါတယ် အင်္ဂလန်သားနီးပြဆောက်ကိတ်ကိုအင်္ဂလန်အသင်းမန်နေဂျာဖြင့်2016မှ2024အထိမြင့်တွေ့ခဲ့ရပြီးအောင်မြင်မှုဆောင်လောင်နေတဲ့အင်္ဂလန်သင်းရဲ့ပရိသတ်တွေကဆောက်ကိတ်ကိုမျှော်လင့်ချက်ကြီးမားခဲ့ကြပါတယ်။ဒီပြဆောက်ခဲ့ရဲ့လက်ထက်မှာလည်းအင်္ဂလန်သင်းနေနဲ့ခြေစွမ်းမရတိုးတက်ပြောင်းလဲခဲ့ပေမဲ့လုံလောက်တဲ့အောင်မြင်မှုတွေတော့မရရှိခဲ့သေးပါဘူး။ဆောက်ခဲ့ရဲ့နီးပြူဟာနဲ့နီးစနစ်ပိုင်းတွေကထူးခြားကောင်းမွန်ခဲ့ပေမဲ့အသင်းသားတချို့နဲ့ပြိုင်ပွဲတွေရဲ့ဝေဖန်မှုတွေကိုတော့ခံခဲ့ရပါဗျ။ ဆောက်ကရင်ဥဆောင်မှုအောင်မှာအင်္ဂလန်သင်းတွေနဲ့ယူရိုဖလားဘိုလ်လူပွဲစဉ်ကိုနှစ်နှစ်ဆက်တိုက်တက်ရောက်ခဲ့ရပေမဲ့ချန်ပီယံအိမ်မက်တွေနဲ့ဝေးကွာခဲ့ရပါတယ်။2020ယူရိုဖလားဖိုင်နယ်မှာအီတလီသင်းကိုပနတီအဆုံးဖြတ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး2020ယူရိုဖလားဖိုင်နယ်ပွဲစဉ်မှာလည်းစပိန်သင်းကိုနှစ်ကိုတကိုနဲ့ရှုံးနိမ့်ခဲ့ကယူရိုဖလားကင်မြောက်ပြီးအင်္ဂလန်ပြိုင်သက်တွေရှိအောင်ပွဲခံဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်။ အင်္ဂလန်ပြည်သက်တွေလည်းဝမ်းနှင်းကိုကြွေးခင်အားဖြင့်ဒီချိန်ကြာဇူရီကိုလွန်မြောက်ဖို့ကြွေးကြော်ခဲ့ကြပါရယ်အင်္ဂလန်သင်းတောင်ဝင်ရှိသူတွေအနေနဲ့ဆောက်ဂိတ်ကိုနီးပြတောင်ဝင်မှရပ်ဆိုင်းခဲ့ပြီးတဲ့နောက်မှာတော့နာမည်ကျော်နီးပြတူဖြစ်တဲ့ဂျာမန်သားသောမတ်စ်တူရဲ့ကဝိုင်းရင်တမာရဲ့နီးပြတူဖြစ်ပြီးကမ္ဘာနာမည်ကြီးကလပ်တွေကိုစူဖလားတွေရရှိအောင်လို့စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သမိုင်းစဉ်လာတွေရှိခဲ့ပါရယ် ်အင်္ဂလန်အသင်းရဲ့ကမ္ဘာခြေစဲပွဲအုပ်စုဖွင့်ပွဲစဉ်မှာပဲအယ်ဘေးနီးယားအသင်းကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရယူပေးနိုင်ခဲ့ပြီးအပိုးတန်ရလာတစ်ခုကိုဖန်နှင်းနိုင်ခဲ့ပါတယ်။သောမတ်စ်တူရဲ့အနေနဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်ချက်စီအသင်းကိုကန်တွယ်ခဲ့ပြီးချန်ပီယံလိဂ်စူပါကပ်နဲ့ဖီဖာကလပ်ဝေါ်ကပ်တို့ကိုရယူပေးနိုင်ခဲ့ပါတယ်။ Thomas Tuchel အနေနဲ့အင်္ဂလန်ကလပ်အသင်းတွေရဲ့လှုပ်ရှားမှုပုံစံတွေကိုအကောင်းဆုံးနားလည်ထင်ဆုံနိုင်ပြီးလက်ရှိအင်္ဂလန်အသင်းကိုအောင်မြင်မှုတွေစီပို့ဆောင်ပေးနိုင်ဖို့ကိုတော့ရှင်းကုန်စွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။